ယောက်ျားလေးတော်များအသာဖြေဘူးကြမှာပါအသာဖြေရတာကိုကြိုက်တယ်လို့ရှိတယ်လို့မကြိုက်တယ်လို့လည်းရှိမှာပါဒီနေ့ဗီဒီယိုမှာတော့အသာဖြေခြင်းရဲ့အကောင်းကျိုးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ယောက်ျားလေးအတော်များကလူကြီးကားကြည့်ပြီးဖြစ်စေချစ်သူနဲ့အတူနေပြီးစားဖြစ်စေစိတ်မှန်းနဲ့ဖြစ်စေအသာဖြေဘူးကြမှာပါအဲ့လိုဖြစ်ခြင်းတွေရရှိစေတဲ့အကောင်းကျိုးတွေကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့လိမ်မိုင်းဆိုင်ရာခန်းစားမှုနဲ့လှုပ်ဆောင်ချက်တွေကိုပုံမိုးတိုးတက်လာစေပါလိမ့်။ခန်းစားချက်ကမပြောတော့ပါဘူး။ ပြီးသွားတဲ့ခန်းစားချက်ကကောင်းကြတာများပါတယ်။လုံဆောင်မှုအနေနဲ့ကလည်းနောက်ပိုင်းတုတ်ထွက်မြင်တာကိုထိန်းပေးစေလာနိုင်ပါတယ်။နံပါတ်1အချက်ကတော့စိတ်ပီစီမှုကိုလျော့နေစေပါတယ်။အာသာဖြစ်ခြင်းကြောင့်ထွက်လာတဲ့ endorphin နဲ့ dopamine ဟော်မုန်းတွေကစိတ်ပီစီမှုကိုနှေးပါစေပါတယ်။နံပါတ်3ချက်ကတော့စိတ်ပီစီမှုနှေးသွားတဲ့အတွက်ပိုပြီးတော့ဒီကိစ္စဝိစတွေမှာအာရုံစိုက်လာနိုင်ပါတယ်။အလုပ်ကိစ္စတွေမှာပိုပြီးတော့ focus ထားနိုင်ပါတယ်။နံပါတ်4ချက်ကတော့အိပ်ဆက်ခြင်းကိုအထောက်ပံ့ပေးပါတယ်။ ်စိတ်ပီစီမှုတွေကင်းဝေးပြီးတော့စိတ်ပေါ်ပါသွားအတွက်ပို့ပြီးတော့နှစ်ချိုက်စွာအပြော်စေပါတယ်။ဒါကြောင့်မလို့ညဘက်တွေအိမ်မပြောရင်ထပြီးတော့သာဆွဲလိုက်ပါ။ yeah boy နောက်ဆုံးချက်ကတော့တကောရေးအာသာဖြစ်ခြင်းဖြစ်တဲ့အတွက်တခြားလိမ်မိုင်းဆိုင်ရာကုသရောဂါတွေမဖြစ်တော့ပါဘူးလိမ်မတက်ဆင်ကုသတဲ့ရောဂါကြီးဖြစ်တဲ့ဒီ HIV တို့ကာလာသာရောဂါတို့ဂနိုရီးယားတို့ကုဖြစ်စေမှာမဟုတ်တော့ဘူးဒါအပြင်ဒီမေကလေးနဲ့ဆက်ဆံတဲ့အတွက်စိတ်ပူရတဲ့အရေးပေါ်ကိုဝင်ရအောင်လဲစိတ်ပူရတော့မှာမဟုတ်ပါဘူး ဒါပေမဲ့တန်ဆေးလိုမင်းဆိုတာလည်းရှိပါတယ်တန်ဆေးလိုမင်းဆိုတာရှိတဲ့အတွက်ထိန်းသိမ်းတိမ်းသိမ်းလို့ကြဖို့အကြံပြုလိုပါတယ်အတားဖြည့်ချင်းကကောင်းကျိုးရှိတယ်လို့ဆိုကြလည်းရှိပါတယ်ဆိုကြကိုနောက်ဗီဒီယိုမှာတင်ပြပေးသွားပါမယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ရှိပါတယ်